ခင်ဗျာကျွန်တော်တို့ဝင်းနာတင်မြန်မာ YouTube Channel ဘုံမွေသုံးသက်ချက်ကနေပါပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ညမှာတော့ကျွန်တော်တို့ပွဲစဉ်လေးရှိတယ်ဗောနော်ဒီနေ့ညမှာကျွန်တော်တို့ အဲဘတ်စဝင်ကင်ဖြစ်မဲ့ပွဲစဉ်နှစ်ပွဲကိုရွေးချယ်ပြီးတော့သုံးသပ်ပြီးမှဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ပထမအဦးဆုံးပွဲကတော့ကျွန်တော်တို့ England Premier League က Man City နဲ့ပွဲမှာပေါ့နော်ဒီမှာတော့ Asian Man City ကနေပြီးတော့တလုံးကို80စားကိုအောင်ကြီးက3လုံး80စားဆိုပြီးတော့ Aston Villa ကိုပြေးထားတာတွေ့တယ် Man City ကတော့လက်ရှိမှာအဆင့်ကပေါ့နော် Aston Villa အဆင့်ကိုပေါ့နော်အမှန်အားဖြင့်ကတော့တတ်မှတ်ပဲကိုအောင်လေဒါ Champion League ဝင်ခွင့်အတက်ကိုရုန်းကန်ရမယ်ဒါအသေးနှစ်သင်းပေါ့နော်ပထမကြောတော့2-1နဲ့ Aston Villa နိုင်ထားတယ်အဲဒီတော့ကျွန်တော် Man City ကနေပြီးတော့ level 50ရှုံးဆိုတဲ့ဈေးကိုပေးထားတယ်အခုကတော့ကျွန်တော်တို့ပြန်ပေးရမယ်ခြေကတော့ ancient ကနေတလုံးဝ50စားဆိုတဲ့ဈေးရန်ကိုပေးထားတာတွေ့တယ်လက်ရှိလက်ရှိ JN အနေထားနဲ့ကတော့ဒါဖြစ်တင်ဖြစ်တိုက်တဲ့ခြေတစ်ခုတက်ကိုအနေငယ်ရော့နေတာကိုလည်းတွေ့ရတယ်ဆိုတော့နှစ်သိန်းလုံးကတော့ကျွန်တော်ဒီပွဲပြီးရင် FA ကကန်စီယာတော့ရှိတယ်ဆိုတော့ Premier League ကတော့ဒီပွဲပြီးရင်၄ပွဲအထိပဲကျွန်တော်တို့ကြံတော့တဲ့အချိန်မှာနှစ်ပတ်တလင်းအသင်းလုံးကတော့ကျွန်တော်တို့ဒါအမှခံလို့ မရတဲ့အခြေအနေမျိုးရှိရဲပေါ့နော်ဆိုတော့ဗီလာမှာတော့လက်ရှိမှာကျွန်တော်တို့ injury မရှိဘူးပေါ့နော်မန်စီးတီးကတော့ injury ကစားသမားတွေရှိတယ်အဓိကဂိုးသမားလည်းမပါဘူးဒါဟာလန်ကလည်းပြီးခဲ့တဲ့အေဗာတန်ပွဲရလိုပဲဒါအဓိကကစားသမားတွေမပါဘူးပေါ့နော်မန်စီးတီးကတော့လက်ရှိ၅ပွဲကစားပြီးတဲ့အချိန်မှာမန်စီးတီးကတော့နောက်ဆုံး၅ပွဲမှာ၄ပွဲနိုင်တယ်ရှုံးပွဲမရှိဘူးအဲဖောင်ကောင်းနေပေါ့နော်ပီကူကလည်း3ခုပဲရှိတယ်ပေါ့အက်စတိုဗီလာကလည်းကျွန်တော်တို့9ပွဲမှာ4ပွဲနိုင်တဲ့တပွဲပဲရှုံးနေချန်ပီယံလိမှာ PSG ကိုတပွဲပဲရှုံးတာရှိတယ်ပေါ့နော်ဆိုတော့ အဝေးကွင်းကျွန်တော်တို့ငါးပွဲမှာကျွန်တော်တို့ဖိုးကြီးရထားတာကိုလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့ Aston Villa ကတော့ကျွန်တော်တို့နောက်ကမ်းပဲပွဲတွေကတော့ကျွန်တော်တို့ပွဲချက်တွေပဲကျွန်တော်တို့ရှိနေတယ်ပေါ့နော်ဆိုတော့ Aston Villa ရဲ့အခြေစွမ်းကတော်တော်လေးဒါဖောင်းဝါကောင်းနေတဲ့အတွက်ကြောင့်ဒီပွဲကတော့ကျွန်တော်တို့တရေလောက်ပဲကြမယ်ထင်တယ်အဝေးကွင်း Aston Villa ကိုကျွန်တော်နေတယ်ပေါ်ကြတယ်ဗီတီရဲ့ဈေးကွက်က1.4 ဆိုတဲ့အနေထား yes ဖြစ်ဖို့အနေထားရှိတဲ့အတွက်ကြောင့်နှစ်ဖက်သွင်းကိုမြင်ရနိုင်တယ်ကျွန်တော်တို့၃ခုလောက်ထိရောက်နိုင်မဲ့အနေထားမျိုးကိုတွေ့ရတယ်ဗျနောက်တစ်ခုကတော့ကျွန်တော်တို့ဒီ Spain La Liga ဘာစီလိုနာပေါ့နော်ဘာစီလိုနာကတော့ဘာစီလိုနာနဲ့မာယော်ကာနဲ့ပွဲမှာနော်အင်ရှင်ဘာစီလိုနာကနှလုံးကို90စာကိုမောင်ကြီးကတော့ကို30ရှုံးဆိုပြီးပေးထားတာတွေ့ရပေါ့နော်ဆိုတော့ဘာစီလိုနာအဆင့်တက်ပေါ့နော်မာယော်ကာအဆင့်ခွန်ပေါ့နော်ဘာစီလိုနာကတော့ champion ဖြစ်ဖို့အတွက်ကိုဒါ Real Madrid နဲ့၄မှတ်กว่าနေတယ်ဒါဟိုပေါ့နော်ပြတ်သားတဲ့ရလက်မဖြစ်သေးတဲ့အတွက်ကြောင့် ပွဲစဉ်တွေကတော့ကျွန်တော်တို့တောက်လျှောက်ကိုဒါအနိုင်ရထားမှာဖြစ်မှာပေါ့နော်။မာယော့ကာကတော့ကျွန်တော်တို့ချန်ပီယံလိအဝင်ဖို့အတွက်ကတော့မဖြစ်နိုင်ဘူး။သူအနေနဲ့ဒါယူရိုပါလိလောက်ကတော့မျှော်မှန်းလို့ရသေးတယ်ပေါ့နော်။ဆိုတော့ ်ပထမကြော်တော့က1-5နဲ့ဘာစီလိုနာကိုးပြတ်နိုင်ကြတယ်အဲဒီတော့ဘာစီလိုနာကအဝေးဝင်မှာတလုံးကို90စားနဲ့ပြေးခဲ့တယ်ပေါ့နော်အခုပြေးရမယ့်ခြေချတော့နှလုံးကို90စားပေါ့နော်ဒါဖြစ်တဲ့ဖြစ်တိုက်တဲ့ဇီးတန်းတစ်ခုတော့ရှိတယ်ပေါ့နော်ဆိုတော့ဘာစီလိုနာရဲ့နောက်ဆုံး၅ပွဲကတော့၃ပွဲနိုင်တယ်တပွဲပဲရှုံးထားတာတွေ့တယ်ပေါ့နော်ဟတ်တူဖက်ရတော့ကျွန်တော်တို့ဒီနှစ်သင်းဒီဘာစီလိုနာပဲအတားရထားတာတွေ့ရတယ်မာယော်ကာကတော့ကျွန်တော်တို့၅ပွဲမှာ၂ပွဲနိုင်ထားတယ်၂ပွဲရှုံးထားတယ်ပေါ့နော်ဆိုတော့နောက်ပွဲတော့ဘာစီလိုနာဒီကျွန်တော်ကိုပါဒယ်ရီမှာရီယယ်မက်ထရီနဲ့ကန်အမဲပွဲတစ်ခုတော့ရှိတယ် ဘာစီလိုနာဒီ၃ဘွဲ့ဆက်ကြီးကြတာပဲပေါ့နော်ဒီဘွဲ့မှာအ ਨੇ ဆုံးဘာစီလိုနာဟာဒီအ ਨੇ ဆုံး2ကိုလောက်တွင်းတယ်တွင်းနိုင်မယ်လို့ကျွန်တော်တို့ထင်တယ်ဘာစီလိုနာဒီကျွန်တော်တို့နောက်ကန်မယ်ကျွန်တော်တို့ဒီလာလီကာပွဲစဉ်တွေကရီယယ်မက်ထရစ်တို့ကျွန်တော်တို့ဗီလာရီယယ်တို့ဘီဘောတို့ပွဲချက်တွေဖြစ်တဲ့အတွက်ကြောင့်ဒီဘွဲ့မှာမဖြစ်မနေနိုင်အောင်တော့ကန်မယ်ပေါ့နော်အ ਨੇ ဆုံး2ကိုလောက်တော့တွင်းနိုင်မယ်လို့ထင်တယ်အဲ့အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဘာစီလိုနာကိုပဲ အဲကြိုက်တယ်ပေါ့နော်ဒီဒီနေ့ကတော့ဒီလောက်ပါဗျာဒီနှစ်ပွဲရရနေတပွဲကိုကျွန်တော်နေနဲ့အကြိုက်ပွဲ Telegram channel မှာတင်ပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube channel ကိုလည်း like and subscribe လေးနဲ့အဲမလုပ်ရသေးဘူးဆိုလို့ရှိရင်လည်းလုပ်ပြီးတော့အားပေးပါအောင်လို့ကျွန်တော်နေနဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်